တော်ရရှင်များလုံးပဲမင်္ဂလာပါခင်ဗျာအခုနားဆင်ရမှာကတော့စိုင်းဆရာ ထောက်မူကြီးတိန်ဝင်းရဲ့အကာလမရဏပုံမြင်ဆိုတဲ့ဝတ္ထုတွေကိုနားဆင်ရမှာဖြစ်ပါတယ် 1985ခုနှစ်မေလစမ်းပိုင်းကဖြစ်သည်ကျွန်တော်တို့ကောတောင်းမြို့စီယုံစိုက်ပျိုးရေးစခန်းများတွင် အုပ်စုကြီး၃ခုခွဲထားရာပါဆယ်ပါညံအုပ်စု အော်ဂျီအုပ်စုဟတ်စတင်းအုပ်စုဟု၍ဖြစ်သည် ပါဆယ်ပါညံအုပ်စုမှာရေဒဂွန်စခန်းပါဆယ်ပါညံစခန်းအောက်ကြိုင်စခန်းနှင့်လဲမွန်စခန်းတို့ပါဝင်သည်လဲမွန်စခန်းတွင်ကိုယ်ကဲဌာနချုပ်ဖြစ်ဖွင့်လှစ်ထားပြီး စခန်းများတာဝန်ခံဖြင့်ထောက်မိုင်ကြီးဥပညိုကအုပ်ချုပ်သည်ယနေ့မော်လမြိုင်အုပ်စုညွန်ကြားရေးမှုဦးမင်းစွေစီအောင်စိုက်ပျိုးရေးစခန်းများအားစစ်ဆေးရန်လေရင်ဖြင့်ရောက်ရှိလာမည်ဖြစ်သည်ဖြင့်ကော့တောင်းမြို့နှင့်အနီးဆုံးကျွန်တော်တို့ပါဆယ်ပါညံစခန်းတာဝန်ခံထောက်မိုင်ဥဟံမြင့် ရေတကုံစခန်းတာဝန်ခံထောက်မှုကြီးဦးကျော်ရှင်အောက်ချိုင်ချံစခန်းတာဝန်ခံကျွန်တော်နှင့်လဲမော်စခန်းတာဝန်ခံထောက်မှုကြီးဦးအောင်မောင်တို့ ပါဆယ်ပါညံအုပ်စုတွင်စုရဲလှုပ်ကြပြီးဟီနိုရိညာကားဖြင့်9မိုင်လေးရင်ကွင်းသို့မနက်9နာရီချိန်တွင်စခန်းမှထွက်ခွာလာခဲ့ကြပါသည်လေးရင်ကွင်းသို့ကျွန်တော်တို့က10နာရီတွင်ရောက်ရှိသည့်ဖြင့်စောင့်ဆိုင်နေကြရာမနက်10နာရီ45တွင်လေးရင်ကွင်းအချက်ပေးတန်းကြောင်ခောက်တန်ကြရာပြီးလေးရင်မြန်တန်ကိုစတင်ကြရတော်သည်သို့တော့လေးရင်မြန်ကိုမမြင်ညရသေးပါ စနေ90အချိန်တွင်ဘင်္ဂလားပင်လယ်အော်ပေါ်မှဖြတ်တန်းလာသည့်လေယာဉ်များကိုမြင်ရသည်7နာရီထိုးကန်သည့်အချိန်တွင်ဖော်ကာလေယာဉ်ကြီးကွင်းအားပတ်ပြီးတဖြည်းဖြည်းနှိမ့်စင်းလာသည်ကျွန်တော်တို့ညွတ်မှုအားကြိုးစားကြပြီးပါဆယ်ပါညံစခန်းသို့ခေါ်ဆောင်ခဲ့ကြသည် ထိုအချိန်က3မိုင်စခန်းတွင် အချင်းဦးစီးဌာနဧကေဟာကစောက်လုံဆဲဖြစ်သည် ပါဆယ်ပါညံစခန်းတွင်ညွတ်မှုအားခိတအနားယူစေပြီး ကျိုတင်စီစဉ်ထားသောနေ့လယ်စာဖြင့်တဲခင်းဧခံသည်တောင်းတင်စခန်းဖြစ်၍တောကောင်ဟင်းများအတော်ဆုံးလင်းသည်ညှို့မှုလဲသဘောကြသည်ညနေပိုင်းတွင် စီယုံကင်းများအခြေနေအားရေကွန်ပါဆယ်ပါညံအောက်ချိုင်လဲမွန်ချမ်းများအားအခြေနေလိုက်စခန်းတာဝန်ခံများကို ကိုတိုင်းတူးချင်းတချမ်းချင်းမြေပုံကားကြံများကိုထောက်၍ရှင်းလင်းပြရသည်ညှို့မှု BA ထောင်မှုဥုံစော်ကမှတ်တမ်းယူသည် ညနေ9နာရီတွင်အစည်းအဝေးပြီး၍နားကြသည်ညွန်မှုနေဖြင့်မနေ့ပြန်မနေ့တွင် အော်ဂျီစခန်းများနှင့်ဟတ်စတင်စခန်းများကိုတွားရောက်စစ်ဆေးမိဖြစ်သည် ရေမိုးချိုးခိတနားကြပြီးညနေ6နာရီချိန်တွင်ပါဆယ်ပါညံစခန်းအုပ်စုထောင်ပိုင်းဥဟံမြင့်ကညသာစားပွဲဖြင့်ဧည့်ခံရာကျွန်တော်တို့ဖွယ်လဲပါဝင်နှွဲရတော်သည်ညွန်မှုဦးမင်းဆွေမှအရက်ဝိုင်းတွင်လက်အောက်ခံရာရှိများဖြင့်တောက်ပြီးပုံတို့ပတ်စာများအတွေ့အကြုံများ ဟာတမြာအပြောကောင်း၍အရက်ဝိုင်းမှာတဝါဝါတဟဟဖြင့်လွန်စွာစီကားလာသည် ကျွန်တော်တို့စကမ်းများမှာတော်ရင်စကမ်းများဖြစ်ကြတော့လေနေဆက်ဒေတာဖြစ်သည်ဖြင့်နိုင်ငံသားအရက်မျိုးစုံသလိုအမိတော်လဲဒေတာတော်တောဝက်ခြေသားမြောက်သားတောကြံရစ်နှစ်ဒေါင်းသားတို့စုံလင်လှသည်ထို့ကြောင့်စားတော်စကားကောင်းညာရင်တဖြည်းဖြည်းညစ်နေလာသည်တောင်းဝိုင်းပြောဝိုင်းမှာမပြီးသည်ညသာထမင်းစားဖို့တော့ဝေးသေးသည် ညုံမှုမှာပါဆယ်ပန်းချန်းစခန်း၌ပင်ညအိမ်ကြီးဖြစ်ရာအေးဆေးစွာစားတောက်ပြောဆိုနေနိုင်တော်လဲကျွန်တော်နှင့်ထောင်မူကြီးဥကျော်ရှိန်တို့မှာအောက်ချိုက်စခန်းနှင့်ရေတံခွန်စခန်းများသို့ပြန်အိတ်ကြရမည်ဖြစ်ရာဖြင့်ကြွကြွဖြင့်ရီမောနေကြရတော်သည်ည7နာရီထိုးမှအရက်ဝိုင်းသိမ့်ပြီးညသာစားကြရာညမွန်းတဲ့7နာရီထိုးမှစားတောက်ဝိုင်းပြီးစီသည်ထို့မှကျွန်တော်နှင့်ဥကျော်ရှိန်တို့ညုံမှုနှင့်ထောင်မိုင်ဥဟံမြင့်အားနှုတ်ဆက်၍ လမ်းခွဲပြီးပြန်ခဲ့ကြသည် ကျွန်တော်ကအရှိပိုင်းအရက်ဥကျော်ရှိန်ကနောက်ဖက်အရက်သို့ဖြစ်သည်ဟွန်နာဆိုင်ကယ်ကိုစီဖြစ် ပြန်ခဲ့ကြခြင်းဖြစ်သည်ဥကျော်ရှိန်ပြန်ရမည်ပါဆယ်ပန်ညန်းစခန်းမှရေတကွန်စခန်းသို့တော်လန်ခီးမှငါးမိုင်ကဝေးတော်လဲလမ်းကောင်းသည်ကျွန်တော်ပြန်ရမည်အောက်ကျိုင်ချန်စခန်းမှသုံးမိုင်ကန်သာဝေးတော်လဲပါစီပါညာစီယုံကင်းကြီးအားဖြတ်ကျော်ပြီးအတွင်းလန်းကသွားမြည်ဆိုပါကပို့နီးသည် သို့သောကျွန်တော်ကိုယ်တိုင်ပရှုသင်္ချိုင်းအားမွမ်းမံပြင်ဆင်၍ဝန်ထမ်းရဲဘက်သင်္ချိုင်းဖြင့်ပြုလုပ်ထားသောပရောက်ပင်များ အုတ်ဆိုင်ဆိုင်နှင့်သင်္ချိုင်းကုန်ကြီးအားညစ်တကောင်ကျော်ချိန်တွင်တယောက်တည်းမဖြတ်ရဲသဖြင့်ဗန်နာရွာဘတ်တော်ကြီးလမ်းဘက်မှသွား၍ကက်ကက်ခဲခဲဖြတ်ကျော်ပြီးပြန်ရန်ဆုံးဖြတ်ခဲ့ပါသည်တောလန်ခီဖြစ်၍ပတ်ဝန်းကျင်တွင် မီးလင်းရောင်မရှိပါတကောင်တလွဲလူကြီးတိတ်အိတ်ချင်းဖြစ်၍လွန်စွာတိတ်ဆိတ်လာသည် လမညာဖြစ်၍ဆိုင်ကယ်မီးကြီးအလင်းရောင်ကြောင့်သာရှေ့လန်းကိုမြင်နိုင်သည်။ပဇင်းရင်ခွဲအော်တန်ကိုတော့တစီစီကြားနေရသည်။စဘာခွင်းနှင့်တောဆက်မှဘွက်ကြီးလန်းကိုဖျက်ကျော်ရသည်။အနေမိုင်းဖြစ်၍ရေဝတ်နေသောကြောင့်ဤလန်းမှာ အမြဲတမ်းဘွက်ထနေတတ်သည်။ဘွက်ချော်၍ဆိုင်ကယ်မမှောက်စေရန်နံပါတ်1ဂီယာကြီးသုံး၍တဖြည်းဖြည်းဖျက်ကျော်ရသည်။ဘွက်ကြီးလွန်တော့ဗန်းနာရွာကို ဝင်လာသည်။ရွာမှာတိတ်ဆိတ်ငြိမ်သက်နေသည်။ မိအောင်မင်းမမြင်ရပါဗန်နွားရွာအဆက်မှအောက်ချိုင်ချမ်းလမ်းခွဲသို့ဝင်ခဲ့ရာလမ်းဘေးဝဲရာတွင်ကျဲဝင်းလာသောပရှုချံဝင်းကြီးများမှတီဟိုဘေးများကလမ်းမပေါ်သို့လက်ရထိုးအုံမိုးနေကြသည်ချံဝင်းကြီးများတဲ့၌လဲအုံမင်းတရက်ပင် ကိုနီးပင်ငပြောပင်နှင့်ငရုတ်ကောင်းခြုံကြီးများကအုတ်ဆိုင်နေသည်ဖြင့်မှောင်မဲနေပြန်သည် လမ်းမှာမြေလမ်းဖြစ်တော့လဲကျွန်တော်တို့စခန်းမှာအပတ်စဉ်တင်းငွေနေတိုင်းလဝါပေးချဲ့ထွင်းဖောက်လုပ်ထားသဖြင့်ညီညာပြန့်ပြူးနေသည်ရွာဆက်လွန်သည်နှင့် စခန်းဝင်ပရှူးတင်ញိုင်းအားဖျက်ရမည်ဖြစ်သည် ကိုလူမျိုးတင်ញိုင်းမဟုတ်သဖြင့်ကျွန်တော်မကြောက်ပါဆိုင်ငယ်ရှိမိကြီးအလင်းရောင်အောက်တွင်လမ်းပေးပရှူးတင်ញိုင်းမှမြေပုံမှုမှုနှင့်မှတ်တိုင်ကလေးများအားအစီရင်မြင်ရပြီးနောက်တင်ញိုင်းအဆက်နှင့်ကျွန်တော်တို့စခန်းဝင်လမ်းစုံဤသို့ရောက်လာသည် ထိုစဉ်ပြက်တနာစတော်သည်ဆိုင်ကယ်မီးအောင်ဖွေးဖွေးအောက်တွင် အမွေးစုပ်ဖွားဖွားနှင့်မဲမဲအကောင်ကြီးကလမ်းလေကောင်တွင်စောင့်ကြောက်ထိုင်နေပြီးမျက်လုံးနှလုံးမှာမီးလင်းရောင်ရောင်ဝင်းလက်တောက်နေသည်အစွဲဖွေးဖွေးကြီးနှစ်ချောင်းကလည်းပြူး၍ထွက်နေပြီးကျွန်တော်အားစိုက်ကြည့်နေခြင်းဖြစ်သည် လမရဲ့ညစ်တကောင် ကျော်တင်းချိုင်ငုံဤတူရဲဖြစ်၍ကျွန်တော်အတော်ဖြုံသွားသည်အကြောက်တရားကဖီစီးပြီးဇောချွေးများပြန်လာသည်ဖြင့် ဆိုင်ကယ်ကိုရက်ခါစိုက်ကြည့်နေမိသည်သို့မှတောဘတူကြီးဖြစ်မှန်းသိရတော့သည် ထို့ကြောင့်အတင့်ပါလာသော38ဘို့ကော့အမျိုးအစားအင်္ဂလန်နိုင်ငံလို့ပြောင်းတူ6လုံးမျိုးတနက်ကလေးအားဘေးလွယ်အိမ်မှဆွဲထုတ်ပြီးမောင်းတင်လိုက်ရတော့သည် အကွာအဝေးပေ20ခန့်သာဝေးသဖြင့်ထိရောက်မှုရှိမရှိလဲချိန်ဆရသည် ထို့ကြောင့်ဆိုင်ကယ်ဂီယာအားဖရီလို့ဘေးတောက်ထောက်ပြီးစက်ကုံမြင့်ဟွန်တီ ပါဇက်မှာလည်းတဟီဟီအောကာ6လန့်ရပါသည် သို့တော့တောဝက်ကြီးမှာမပြေးသည့်ပြင် နေရာမှကုန်းထလာပြီးတကူးကူးမန်သွင်း၍ကျွန်တော်အားရံမူတော့သည် မတတ်နိုင်တော့ပါထိရောက်မှုနေမှန်သိတော့လေတောဝက်ကြီးမျက်လုံးနှလုံးကြားချိန်ရွယ်ပြီးနှစ်ဆင့်ဆွဲ၍ပြစ်ခတ်လိုက်ရတော့သည်တောဝက်တို့ကြောင့်ကောင်းစွာတိထားသည်ဖြင့်ပြစ်ခတ်ပြီးသည့်နှင့်ဆိုင်ကယ်ပေါ်မှညာဘက်သို့လှိမ့်ဆင်းပြီးမုတ်ဆိုးဒူးထောက်အစ်င့်နေရာယူလိုက်စဉ် မျောလင်ထားသည့်တိုင် တောဘတ်တူးကြီးကဆိုင်ကယ်အားတရှိန်တို့ပြေးထိုးပါတော့သည်ဆိုင်ကယ်မှာဝတ်တူးကြီးပတ်သောအရှိန်ကြောင့်လမ်းမပေါ်၌ကက်လန့်ဖြက်လဲတော်လဲဆက်မရက်မိကမပိတ်ပါဆိုင်ကယ်ဆက်တန်းတနတ်တန်းကြောင့်ထင်ပါသည် အနည်းရှိခြံတွင်းမှပရှူးလူမျိုးတူမိအိမ်ဆွဲ၍ထွက်လာရာကျွန်တော်ကိုယူနီဖောင်းဖြင့်မြင်သည်နှင့်ဆရာဆရာဘာဖြစ်ကျွန်တော်ဘာလုပ်ပေးရမူမူဝက်ဝက် ကျွန်တော်ကိုရံမူလို့ပြစ်လိုက်ရတာမူနောဆရာအလွန်ကြောက်ဖို့ကောင်းဆရာကံကောင်းကျွန်တော်လဲနေသောဆိုင်ကယ်အားပြန်ထောင်နေစဉ်သူကမိပြပေးပါသည်ဆိုင်ကယ်မှာရှေ့ဘင်းတာယာပောက်ကွဲသွားပြီးခွေလဲခွေသွားသဖြင့်တွန်း၍ပင်မရနိုင်တော့ပါထို့ကြောင့်ကျွန်တော်ဆက်ကိုပိတ်လိုက်တော့မီးလဲပိတ်သွားသည် ထိုအချိန်တွင်အောက်ခြိုင်ချန်စခန်းဘက်မှခွေဟောင်းတန်းနှင့်လူတန်းများကိုကြားလိုက်ရသည်ကျွန်တော်တနက်တန်းညောင်းစခန်းမှာတက်ကြည် ဥထုံးမောင်နှင့်အဖွဲ့မိတို့ကိုစီတနက်ကိုစီကန်၍ပြေးလာကြခြင်းဖြစ်သည်ရှေ့ဆုံးမှကျွန်တော်ချစ်တော်ဘိုးဖြူနှင့်ဘုံနီဟူသောခွေးနှကောင်လဲပါလာသည် အနီးရောက်သောတက်ကြကြီးဥထုံးမောင်ကဆရာမဟုတ်လားဘာဖြစ်တာလဲဆရာလမ်းမပေါ်မှာတောဝက်ကြီးနဲ့တိုးလို့ပြောမရှောင်မဲရံမူရာနဲ့ပြစ်လိုက်ရတယ်တောဝက်ကြီးတော့သေပါပြီကျွန်တော်ကတော့လှိမ့်ချလိုက်လို့ပုံယုံပဲ့ယုံပါပဲဆိုင်ကယ်တော့ပြတ်သွားပြီ တော်သေးတာပေါ့ဆရာရဲ့ကျွန်တော်တို့ဆရာနောက်ကျနေတာနဲ့လက်ရကောင်းနူနူမျောနေကြတာဆိုင်ကယ်တန်းကြားပြီးတနက်တန်းကြားရတာနဲ့ချက်ချင်းလိုက်လာကြတာဆရာခွေးတွေကအစိုးကြီးတွေကတိနေကြတယ်ထင်ပါရဲ့ရုံငန်းတကားပိတ်ပြီးတွင်းထားတာအတင်တိုးထွက်နေကြတယ်မတီကောင်းမပြောက်ကောင်းဆရာရဲ့ဝတ်သူကြီးကို၆လုံးပြူကလေးနဲ့ပြစ်ရတယ်လို့အံ့ဩစရာပဲမပြစ်ချင်လို့ရှောင်တာပဲဥထုံးမောင်ကြီးမရတော့လဲအနီးကလေးချက်တောင်ချက်ကောင်းထီတော့သေးတာပါပဲ ဒါတော့မသေးခင်ဆိုင်ကယ်ကို ဝင်ကျုံသွားသေးတယ်လူဆိုရင်တော့သွားပြီပေါ့ဗျာထိုးစဉ်ခွေးနှကောင်ကကျွန်တော်ကိုဘော်သူ့မတ်တဲ့ရက်ပြီး ခုံဆက်၍နှုတ်ဆက်ကြသည် ပြီးနောက်ဝက်ကြီးအားမြင်သဖြင့်တဝက်ဝုတ်ထိုးဟောင်နေကြသည်ထို့နောက်ကျွန်တော်ဤတပည့်ကျော်ရုံငန်းဆောင်တန်ချောင်းနှင့်ရဲဘကြီးအဖွဲ့ဒုတ်သားများကန်ဆောင်၍ရောက်လာကြပြန်သည်ကျွန်တော်ဘော်လေးသားချစ်ခင်ကြမူအားယခုမှမျက်ဝါးထင်းထင်းမြင်တွေ့ရသဖြင့်ဝမ်းမြောက်ဝမ်းသာဖြစ်ရပါသည် ထို့ကြောင့်ကျွန်တော်ကကဲတန်ချောင်းနဲ့ရဲဘက်ကြီးဖွဲ့ဒီမိအိမ်ကင်ထားတဲ့ဆရာကြီးစီကကြိုးငှားအနီးပတ်ဝန်းကျင်ကဝါခုတ်မင်းတို့ဖွဲ့လူရင်အားတောင်းသားပဲဝတ်ရောဆိုင်ကယ်ရောထမ်းပြီးပြန်ခဲ့ကြငါတို့ပြန်နှစ်မယ်မိပြတဲ့ဆရာကြီးကုညီတာကိုကျေးဇူးတင်ပါတယ်ရဆရာကျွန်တော်အိမ်မှာလှေချီတဲ့ကြိုးတွေရှိပါတယ်ကြိုးဟောင်းတွေဆိုတော့ပြန်ပေးစရာမလိုပါဘူးအခုမှကျွန်တော်သတိရမိသည်ပရှူးလူမျိုးနှင့်ဝတ်မှာမတည့်ပါ ဝက်ကိုမြင်လျင်ပင်မျက်တောင်မှွေးကိုနှုတ်ပြရသည်ဟုအဆိုရှိသည်အာနာလှတော်လဲကျွန်တော်ညိန်နေလိုက်သည်စကန်းနေအခင်းဖြစ်နေရမှာမဝေးလာသဖြင့်ကျွန်တော်တို့ဖွဲ့ပြန်လာရာ7မိနစ်ခန့်နေစကန်းသို့ပြန်ရောက်သည်တက်ကြကြီးဥထုံးမောင်နှင့်အဖွဲ့ကတော့မနက်ဖြန်မနက်စာရဲဘက်နှင့်ဝန်ထမ်းများအားကြွေးမွေးရန်တောဝတ်တူကြီးအားဖြတ်၍တညာလုံးချက်ကြလိမ့်မည်ဖြစ်သည်ကံကောင်းထောက်မှသဖြင့်အသက်ဘေးမှတည်တည်ကလေးလွတ်ခဲ့ရသော ကျွန်တော်အတွက်တော့နောင်တွင်ညဘတ်တော်လန်ခီးကိုတူးတဲ့အရေးဆုံး၍မဖြတ်ရန် ဆုံးဖြတ်မိသည်ယခုဖြစ်ပျက်ကိုလည်းအကာလမရဏပုံမြင်ဟုသာမှတ်ယူလိုက်တော်သည်မှတ်ချက်ကော့တောင်စီယုံစခန်းများအကြောင်းရေးသားရန်တိုက်တွန်းညသူများတို့အမှတ်တရရေးခြင်းဖြစ်ပါသည်ထောက်မှုကြီးတိမ်ဝင်း